2025ခုနှစ်ဇန်နဝါရီလကနေနိုဘာလအတွင်းစကော်မရှင်ရဲ့စကန်ကားကုနဲ့ရွာ၃ရွာကိုအရခတ်တော်ကတင်ယူနိုင်ခဲ့တယ်လို့ ISP မြန်မာရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။အဆိုပါအစီရင်ခံစာကိုတော့ဒီဇင်ဘာလ၁ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။အစီရင်ခံစာရဲ့ဖော်ပြချက်အရ2025ခုနှစ်နှစ်စမ်းပိုင်းကစပြီးအရခတ်တော်နဲ့ပူးပေါင်းတက်တွေဟာ AR မကွေးနဲ့ပဲခူးတိုင်းတို့ကိုထိုးစစ်ဆင်လာခဲ့တယ်လို့သိရပါတယ်။ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်းအော်တိုဘာလတတိယဘက်မှာခူးတိုင်းအနောက်ပိုင်းအုံရှိပင်မြို့ကနေ ဆက်လျှောက်မိုင်ဝင်းကျင်ဝေးတဲ့ point shot 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 ကုန်းကိုသိမ်းယူနိုင်ခဲ့တယ်လို့အဲ့ဒီ point ပါဝင်စစ်ကွန်မရှင်ရဲ့စစ်စကန်၅ခုနဲ့ရွာ၃ရွာကိုလည်း A နဲ့ပူပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပါတယ်။ရခိုင်ပြည်နယ်ထိစပ်နေတဲ့မကွေးပဲခူး AR စတဲ့တိုင်းဒေသကြီးတွေမှာအရခတတော်နယ်ပူပေါင်းတပ်တွေကစစ်မျက်နှာရှက်ထွင်နေပြီးပဲခူးတိုင်းအုံရှိပေမြို့မှာရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာအမှတ်ရှောင်းနဲ့မကွေးတိုင်းဗရန်မြို့မှာရှိတဲ့ကပ္ပဆာတလေးတို့ကိုလည်းထပ်မံဥတည်နေတယ်လို့အစင်ကန်သာမှာဖော်ပြထားပါတယ်။ အစဉ်ခံစားရမကွေးတိုင်းပန်းမျိုးရဲ့18မိုင်ဝန်းကျင်ကိုအေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်တွေရောက်ရှိနေတယ်လို့လည်းသိရပါဗျ။မကွေးတိုင်းနဲ့ပဲခူးတိုင်းအတွင်းမှာကပ္ပစာ22ခုရှိပြီး16ခုကတော့ ARD မြင့်အနောက်ဘက်ရှမ်းမှာရှိတယ်လို့အစဉ်ခံစားမှာဖော်ပြထားပါဗျ။အေထင်းချောက်ရဒေသတွေကိုစစ်ကော်မရှင်ကစင်အားဖြစ်တင်းခြင်းနဲ့အတူလေကြောင်းတိုက်ခိုက်မှုကိုပါတိုးမြင့်လာခဲ့ပြီးအေအနေနဲ့လည်းရခိုင်ကမ်းရိုးတန်းဘက်မှာစစ်ဆိုင်ထားမှုတိမ့်ပိုက်ပြီးပါကထင်းချောက်ရခက်ခဲမှုတွေကြောင့်ကပ္ပစာစစ်ရုံတွေကိုတိမ့်နိုင်ဖို့လဲကူမှာမဟုတ်ဘူးလို့လည်း ISP မြန်မာရဲ့အစီရင်ခံစာမှာတုံ့သက်ထားပါတယ်